greatest honor မဲ့မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွန်လိုက်ပါရှင်ဒီကနေ့ရှင်ပြန်ထိုးတက်ကြမဲ့ UFC ရဲ့မြန်မာကုန်းဆောင် Joshua Van နဲ့ပြန်ဖက်ကလည်း Live Lock UFC တမှုဟာဒီကနေ့မှာပဲကပအကြီးဆုံး MMA ပြန်ပွဲဖြစ်ပြီးမြမနွယ်ပါ Joshua Van ပါဝင်လာသည့်အတွေ့မြမပရိသတ်များပြားကြမှာရေးပန်းစားလျက်ရှိနေခဲ့ပြီးဖြစ်ပါရယ်၎င်းရဲ့ရှင်ပြိုင်ဘက်ဖြစ်သူကနေဒါနိုင်ငံသားကာလင်လီဘလော့နဲ့ရှင်ပြိုင်ရမယ့်ပွဲဟာ Flyweight တန်းတွင်စိတ်ဝင်စားဖွယ်ကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ပါရယ် ဂျော်ရှူဝါဘန်ဟာ၎င်းရဲ့မြန်မာနယ်ပေါ်အရင်ခံကိုဂုံယူစွာကိုစားပြုတဲ့ကစားသမားဂျူနဲ့အရှင်းပြိုင်ထိုးတက်ရမှာဖြစ်ပါတယ်ဂျိုရှူဝါဘန်ဟာ UFC တွေအောင်မြင်မှုရရှိရန်ကြိုးပမ်းနေပြီးလင်းမြန်သောတက်ခရီသမားအကျိုးအဖြစ်လူသိများလာတာဖြစ်ပါရယ်ဂျိုရှူဝါဘန်ဟာတိုက်ခိုက်မှုအားကောင်းပြီးတိကျတဲ့ကံချမ်းများလက်တီထိုးချက်များဖြင့်ဖိအားပေးတက်ခတ်လိရှိပါတယ်၎င်းရဲ့ MMA ခီးလန်တွင် ခရီးလမ်းတွင် DWCF ကနေတဆင် UFC တို့ရောင်းရှိလာခဲ့ခြင်းပဲဖြစ်ပါရယ်ဂျော်ရှူဝါဘန်နဲ့ရှင်ပြန်ရမယ်ကာလင်လီဘလော့တီကနေဒါနိုင်ငံမှဖြစ်ပြီးလက်ရှိချန်ပီယံခပ်ပိုင်ဆိုင်ထားတာဖြစ်ပါရယ် လေဘလော့ဒီ UFC တို့ဝင်ရောက်ရန်ကြိုးစားနေတဲ့အတွေ့အကြုံရှိတဲ့တိုက်ခိုက်ရေးသမားတို့ဖြစ်တယ်လို့ချန်ပီယံလည်းဖြစ်နေတာဖြစ်ပါရယ်၎င်းရဲ့တိုက်ခိုက်မှုပုံစံမှာဘယ်စုံညီမြပြီးလက်ဝဲနှစ်ပန်းပညာရက်များကိုပေါင်းဆက်အသုံးပြုနေရှိပါတယ်ဂျော်ရှူဝါဗန်ကတ်တို့ပင်၎င်းနေတဲ့ UFC စာချုပ်ရရှိရန်ရည်မှန်းချက်ထားရှိကပြင်းပြင်းထန်ထန်ရှင်းပြမဲ့သူဖြစ်ပါရယ် flyweight တန်တီလင်းမြန်စွာတိကျက်မှုနဲ့အချိန်ဟုတ်ပြင်းစွာတိုက်ခတ်မှုများကြောင့်နာမည်ကြီးပြီး Joshua Bandy မှတ်တရတိုက်ခတ်ရတွင်ပုံမောအားတာပြီးပြန်ဖက် Lee Blody မြေပြင်ပေါ်မှနှစ်ပန်းပညာရများကိုအသုံးပြုလာနိုင်ချေရှိနေတာဖြစ်ပါရယ်။နှုတ်စလုံးဟာ UFC တွေ၎င်းရဲ့ရီမန်ချက်များကိုအောင်မြင်စေရန်စူးစမ်းနေသူများဖြစ်သဖြင့် အလွန်ပွဲချင်းနဲ့ပွဲဖြစ်လာနိုင်ပြီးစိတ်လုံရှာခွဲကောင်းတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါရယ်မြန်မာပရိသတ်များကတော့သူတို့ရဲ့ fighter ကိုအနိုင်ရစေချင်ပေမဲ့ဘာမဆိုဖြစ်သွားနိုင်တဲ့ကြောင့်စောင့်မျှော်အားပေးကြပါဦးလို့ပြောဆိုနေတဲ့အချိန်ဒီစပင်မှုကျွန်မပဲရှင်းတာကိုပြပါရှင်ပရိသတ်များလုံးပဲရှင်းလင်းရှင်းနေကြပါစေရှင်